ောက်သွားပြီး9လအကြာမှာအမေဖြစ်သူကိုကူပါခဲ့ပါဆိုပြီးအိမ်မက်လလာပေးနေတဲ့17နှစ်အရွယ်ကလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရေအခုလုံးရေပင်းပြီးပိစစ်ပိငလင်ပေးတွေကြာမှာလူတွေလည်းအလောက်ကန်နေအရန်ကိုခက်ခဲလာကြပါ යි ခက်ခဲလာနေအမြလုံမီလောက်ရာတွေလုံလာကြပြီးဒူးစရအလောက်တွေကိုလည်းမရှောင်နိုင်ကြတော့ပါဘူးဒါအပြင်ကလေးတွေကိုခိုးပြီးတာသမီချင်းကိုချင်းမစားရရဆက်ဆက်တက်ဖြတ်တာတွေရောင်းစားတာတွေကိုပါလုံလာကြပြီးကြောက်ဆုံးသူအရေးအတွက်ကလည်းတနေ့တစ်နေ့ပို့လို့များလာခဲ့တာပဲဖြစ်ပါ යි ကျောက်ဆုံးတဲ့ကလေးတွေတဲ့ပြန်တွေ့သူတွေလည်းရှိသလိုအလောင်းအဖြစ်သာပြန်ရတဲ့လူပေါင်းကလည်းမရေမတွက်နိုင်အောင်ပါပဲဒီထဲမှာတော့၁၇နှစ်အရွယ်သားငယ်လေးလည်းပျောက်ဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။သားငယ်လေးရဲ့မိသားစုကတော့စပေးရှောင်ပြီးရင်ပြည်ဦးတွင်ကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲကနေ၂၀ရက်၁၇လ၂၀၂၄ရက်နေ့တနေ့မှာတော့ပြည်ဦးတွင်ကရှောက်လင်းနေကြလူစီကားရနေရာတစ်ခုမှာပျောက်သွားခဲ့ရတာပဲဖြစ်ပါတယ်။အခုဆိုရင်သားလေးပျောက်သွားတာ9လအထိကြာမြင့်နေပြီမဲ့ဘလို့လိုက်ရှာပါစေရှာမတွေ့ခဲ့ရတာပါ။ အခုလို9လအကြာပြောင်းနေခဲ့တဲ့တားငယ်လေးကတော့ဒီရက်ပိုင်းမှာသူရဲ့မိခင်ဖြစ်သူကိုအကြိမ်ကြိမ်အိမ်မက်ပေးပြီးတားကြောက်တယ်တားအောင်လာခဲ့ပြီးပါလို့အကြိမ်ကြိမ်ကူညီတောင်းနေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မိခင်ဖြစ်သူကတော့ 20ရက်စတလ2024ခရစ်ကတားလိပြောက်သွားလို့ပါ ခုဆို9လကျော်နေပါပြီဘာတရေမှလည်းမကြရမတွေ့ရပါဘူးပျောက်တဲ့ရက်ကလေးကကျမတို့လည်းလိုက်ရှာခဲ့ပါနေညာမပြတ်လိုက်ရှာလည်းမတွေ့ကြပါဘူးပျောက်တဲ့နေရာကလည်းပြည်ဦးလေးစီကားရွာကနေတူလဲနေကြနေရာမှာအရှောင်နေရင်နဲ့ပျောက်သွားတာပါကျမတို့ကစပေးရှောင်ဆိုတော့ကိုယ့်ရဲ့ကိုမြေမဟုတ်တော့ကလေးကမျက်စိလည်းလမ်းမပြီးအိမ်မပြတ်တက်တာလို့ထင်ပြီးလိုက်ရှာနေရပါကလေးကစကားလဲလဲဝဲဝဲမပြောတတ်ပါဘူးအသက်က၁၁ပါ သူ့အမေလဲသားစိတ်နဲ့စိတ်ကပုံမှန်မဟုတ်တော့ပါဘူး။အိမ်မက်ထဲလဲသားလေးအမြင်လျှောက်ပိုင်။ကူပါကဲပါလို့အမြင်အိမ်မက်ပေးပိုင်။တကယ်လို့မိတ်ဆွေများဒီကလေးကိုတွေ့ခဲ့တာဖြစ်ဖြစ်ကျမတို့ကိုကျေးဇူးပြုပြီးဖုန်းနံပါတ်၃ညာကို 6939898699တို့အကြောင်းကြားပေးပါဆိုပြီးအကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့ကတော့ခဏလအကြာပြောင်းနေပြီးအခုအခါမှအိမ်မက်ပေးအကူအညီတောင်းတာကစိုးရိမ်ကြလို့လည်းပြောနေကြရပဲဖြစ်ပါတယ်။ဒါလေးလည်းအသက်ရှင်ရဲ့အမြန်ဆုံးပြန်လာနိုင်ပါစေ။ပြန်တွေ့ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဘာတန်ကြီးမှမရှိရင်ငကလေးအတွက်နဲ့ခဏနှစ်အရွယ်သမီးငယ်ကိုရက်ဆက်ရှုပ်မာခဲ့တဲ့လေမယား မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ပြီးခဲ့တဲ့ရက်ကအသက်9နှစ်အရွယ်ကျောင်းသူလေးကိုတတ်ဖြတ်ပြီးရွှေနှကွင်းလူရယူဆောင်တဲ့ပြည်မှုကျွလွန်သူနှစ်ဦးအား48နှစ်အတွင်းဖောက်ထုတ်ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကတော့မန္တလေးတန်းဒေသကြီးမိထီလာမြို့နယ်ကွက်ငယ်အုပ်စုတဟတန်းကြီးရွာမှာနေထိုင်တဲ့မနှင်းယတိခ PC မှာအသက်9နှစ်အရွယ် Grade 3ကျောင်းသူလေးကတော့လွန်ခဲ့ဇွန်9ရက်ညနေပိုင်းကပျောက်ဆုံးသွားခဲ့ပြီးနေရာဆောင်လိုက်ရှာဖွေပေးမယ်လို့မတွေ့ခဲ့ရပဲ။ ဇွန်17ရက်နနက်ပိုင်းကတရွာလေးနေသူတို့အစိတ်ချောင်းသွားရမှာကြီးရွာတုတ်တန်အနီးကန္နာရတောချုံပုံမှာအပုံနဲ့ရနေတဲ့ဆလာအိတ်တလောင်တွေ့ရှိခဲ့ပြီးအကြောင်းကြားချက်အရသွားရောက်ကြည့်ရှုရမှာတော့ပျောက်ဆုံးနေသူမတ်နှင်းရတီခပီစီမအားဒံယာရီနဲ့တိဆုံးနေရာကိုတွေ့ခဲ့ရပဲဖြစ်ပါအိတ်ကနေပြည်သူစေယုံရှင်ခွဲယုံတို့ပို့ဆောင်စစ်ဆေးချိန်မှာတော့ မနှင်းရတီခပီစီမာဝစ်ချင်ထားရဲ့ရွှေနကွင်းတရံပျောက်ဆုံးနေရာကိုတီးခဲ့ရပြီးအမဝမ်းကွဲတော်ဆက်သူရဲ့တိုင်တန်းချက်အရာမိတိလာမျိုးမရဲစကတ်မှာရသက်သက်ကြီးပုံမှ၃၀၀နှစ်မြင်ဆောင်394ဖြစ်အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရပဲဖြစ်ပါတယ်။အမှုမှာပြစ်မှုကျူးလွန်သူအားဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်မျိုးမရဲစကတ်မှုနဲ့ရဲတပ်ဖွဲ့ဝင်များမှစုံစမ်းတရင်ရယူဆောင်ရွက်ခဲ့ရာတရင်အရတဟတန်ကြီးရွာနေစိုးမိအောင်နဲ့ဇနီးမလင်းစာနီစောခ လင်းစာနီတို့နှစ်ဦးအားဇွန်12ရက်နေ့ကမတင်ခါလို့ဖမ်းဆီးခေါ်ဆောင်သွားက73ရက်နေ့မှာတော့အမှုနဲ့ဆက်ဆက်ပြီးစစ်ဆေးခဲ့ရာ၎င်းတို့နှစ်ဦးထွက်ချက်များအရာအခင်ဖြစ်နေကတော့သူတို့ဇနီးမောင်နှံကအလောက်အကိုင်းမကောင်းတာကတကြောင်သားသမီးတွေကိုချက်ပြုတ်ကျွေးဖို့မရှိတာနဲ့ဈေးသုံးမှုအခက်အခဲဖြစ်သွားတာကြောင့်ကြံရမရတဲ့အဆုံးသူတို့ရဲ့သားနှစ်ဦးနဲ့အတူစော့ကစားနေသူနေရတီခပီဂျီမာကိုနေအိမ်သို့ခေါ်လာပြီးလမ်းမှာ ရွှေနှခွေးအားတောင်းရာမနှင်းရဒီမှာမပေးဘူးအဖွားနဲ့တိုင်မဲ့ပြောတာကြောင့်စိုးမိအောင်မှပါဇက်ပိတ်လဲပင်းညင်ရမှတိတ်ဆုံသွားခဲ့တာဖြစ်ပြီးဇနီးဖြစ်သူမလင်းစာနီကိုဘလို့လုံမလဲမေးမြန်းရာဆာလာအိနဲ့ထည့်ပြီးတုတ်တန်အနီသွားပြင်ရန်ပြောတာကြောင့်တိတ်ဆုံသူမနှင်းရဒီရဲ့ရုပ်အလောင်းကိုဆာလာအိအတွင်ထည့်ပြီးဇနီးဖြစ်သူမှအိတ်ကိုကိုင်းပြီးကြောင်းအိနောက်တရွာရဲနေသူတို့အုပ်ထံမှဆိုင်ကယ်ငါးတင်ဆောင်ပြီးစိုးမိအောင်မှမောင်းနေကား မလေးစာနီစော်ကနောက်မှလိုက်ပါစီခဲ့ပြီးအလောင်းပါဆာလာအိတ်ကိုတုတ်တန်အနီးပစ်ထားခဲ့ကြောင်းစစ်စေးပေါ်ပေါက်ချက်အရတီးခင်ရပါတယ်။နောက်ပြီးတည်ဆောင်းသူမနှင်းရတီကပီတီမာထန်ကဖြုတ်ယူခဲ့တဲ့ရွှေနှကွင်းတရံကိုတော့မလေးစာနီခလေးစာနီရောက်ချခဲ့သောမိထီလာစေးကြီးအတွင်ရှိကျဲစင်ရွှေဆိုင်မှတက်တင်များနဲ့အတူပြောင်းလဲသိမ်းဆည်းရမိခဲ့ပြီးအခင်ဖြင်းလေးကရုပ်အလောင်းစွန့်ပြစ်ခဲ့ခြင်းအတော့ပြုခဲ့တဲ့ဆိုင်ကေအားယနေ့စွန်14ရက်နေ့ကထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။ ကို့မှာလည်းရွှေတူသားသမီးတွေရှိရတဲ့အစီအမပြေရာလေးတစ်ခုတည်းနဲ့သားသမီးချင်းကိုချင်းမဆာမနာလောက်ရတာကတော့အယံကိုရက်ဆက်လွန်မိုက်မိဘတွေလည်းကို့သားသမီးကိုချင်းရင်ရွှေမစင်ပေးကြပါနဲ့ကလေးကိုတေတွင်းနဲ့တွန်းပို့လိုက်တာနဲ့တူလို့ပါအလုတ်ကိုလက်ကြောတင်တင်လုံမစားခြင်းသူတွေများနေရဲ့ခကြီးထဲမှာမိမိကလေးကိုရွှေမစင်ကြပါနဲ့။တမီလေးလည်းကောင်းရာသူကလေးရောက်ပါစေ။ နောက်ဘဝတွေရှိခဲ့ရင်ဒီလိုအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့ခုလိုဘာတန်ကြီးမှမရှိတဲ့နက္ခတ်လေးအတွက်နဲ့ရက်ဆက်ရှုပ်မိုင်းလေးများကိုဘလို့ပြစ်ဒဏ်နဲ့ထိုက်တန်လဲပြောခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ပျောက်သွားပြီး9လအကြာမှအမေဖြစ်သူကိုကုပါခဲ့ပါဆိုပြီးအိမ်မက်လလာပေးနေတဲ့17နှစ်အရွယ်ကလေးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ အခုလုံးရေပင်းမီပင်းစစ်ပေးငလင်ပေးတွေကြားမှာလူတွေလည်းအလောက်ကန်နေအရန်ကိုခက်ခဲလာကြပါယ်ခက်ခဲလာနေအမျှလုံမီလောက်ရာတွေလုံလာကြပြီးဒူးစရအလုပ်တွေကိုလည်းမရှောင်နိုင်ကြတော့ပါဘူးဒါအပြင်ကလေးတွေကိုခိုးပြီးတသမီချင်းကိုချင်းမစားရဲရဲဆက်ဆက်တက်ဖြတ်တာတွေရောင်းစားတာတွေကိုပါလုံလာကြပြီးပျောက်ဆုံးသူအရေးအတွက်ကလည်းတနေ့တစ်နေ့ပို့လို့များလာခဲ့တာပဲဖြစ်ပါယ် ပြောင်းဆုံးတဲ့ကလေးတွေတဲ့ပြန်တွေ့သူတွေလည်းရှိသလိုအလောင်းအဖြစ်သာပြန်ရတဲ့လူပေါင်းကလည်းမရင်မတွက်နိုင်အောင်ပါပဲဒီထဲမှာတော့ဆက်တနှစ်အရွယ်သားငယ်လေးလည်းပြောင်းဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။သားငယ်လေးရဲ့မိသားစုကတော့စစ်ပေးရှောင်ပြည်ပြည်ဦးတွင်ကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲကနေ20ရက်17လ2024ရဲ့နေ့တနေ့မှာတော့ပြည်ဦးတွင်ကရှောက်လင်းနေကြလူစီ900နေရာတခုမှာပျောက်သွားခဲ့ရတာပဲဖြစ်ပါတယ်။အခုဆိုရင်သားလေးပျောက်သွားတာ9လအထိကြာမြင့်နေပြီမဲ့ ဘလို့လိုက်ရှာပါစေ ရှာမတွေ့ခဲ့ရတာပါအခုလို့9လအကြာပြောင်းနေခဲ့တဲ့တားငယ်လေးကတော့ဒီရက်ပိုင်းမှာသူရဲ့မိခင်ဖြစ်သူကိုအကြိမ်ကြိမ်အိမ်မက်ပေးပြီးတားကြောက်တယ်တားအောင်လာခဲ့ပြီးပါလို့အကြိမ်ကြိမ်ကူညီတောင်းနေခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မိခင်ဖြစ်သူကတော့20ရက်17လ2024ခရက်ကတားလီပြောက်သွားလို့ပါခုဆို9လကျော်နေပါပြီဘာတရေမှလည်းမကြရမတွေ့ရပါဘူးပြောက်တဲ့ရက်ကလေးကကျမတို့လည်းလိုက်ရှာခဲ့ပါတယ် နေညာမပြတ်လိုက်ရှာလဲမတွေ့ကြပါဘူးပျောက်တဲ့နေရာကလည်းပြည်ဦးရင်စီကားရွာကနေတူလဲနေကြနေရာမှာရှောက်နေရင်နဲ့ပျောက်သွားတာပါတမရာစပေးရှောင်ဆိုတော့ကိုရဲ့ကိုမြေမဟုတ်တော့ကလေးကမျက်စိလည်းလမ်းမပြီးအိမ်မပြတ်တက်တာလို့ထင်ပြီးလိုက်ရှာနေရပါကလေးကစကားလဲလဲဝဝဲမပြောတတ်ပါဘူးအသက်ကဆက်တက်ပါသူ့အမေလည်းတားဆိတ်နဲ့စိတ်ကပုံမှန်မဟုတ်တော့ပါဘူးအိမ်မက်ထဲလဲတားလေးအမြင့်လျှောက်ပါ යි ကူပါကဲပါလို့အမြင့်အိမ်မက်ပေးပါ යි တကယ်လို့မိတ်ဆွေများဒီကလေးကိုတွေ့ခဲ့တာဖြစ်ဖြစ်ကျမတို့ကျေးဇူးပြုပြီးဖုန်းနံပါတ်39 6939 8584ကိုကိုတို့အကြောင်းကြားပေးပါဆိုပြီးအကူအညီတောင်းလာခဲ့တာပဲဖြစ်ပါဒါပေမဲ့လည်းတချို့ကတော့ခုနလအကြာပြောင်းနေပြီးအခုအခါမှအိမ်မက်ပေးအကူအညီတောင်းတာကစိုးရိမ်ကြလို့လည်းပြောနေကြတာပဲဖြစ်ပါဒါလေးလည်းအသက်ရှင်ရဲ့အမြန်ဆုံးပြန်လာနိုင်ပါစေပြန်တွေ့ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ် အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။